အဲ့တော့ကံဆိုတာနှမျိုးရှိတယ်အာရဘစလှုပ်လို့ဖြစ်တဲ့ကံကတခုဝိပတိတာရာစထို့လှုပ်ခဲ့တဲ့မကောင်းမှုပေါ်မှာစိတ်ပူနေခြင်းကြောင့်ဖြစ်တဲ့အကုသိုလ်ကံတခုတို့နှစ်ခုရှိအဲ့ဒီနှစ်ခုထဲမှာလှုပ်လို့ဖြစ်လာတဲ့ကံကပြီးသွားပြီနော်ပြီးသွားတဲ့အတွက်ကြောင့်မလှုပ်ဘူးလို့ပြောလို့မရဘူး မရသည့်အတွက်ကြောင့်သူဟာမလုံတာမဟုတ်ဘူးလုံပြီးသားဖြစ်သွားတယ်လုံပြီးသားဖြစ်သွားရင် ပြင်လို့မရဘူးဒါသဘာဝเนาะဘာပဲဖြစ်ပြောပြီးလို့ရှင်ပြင်လို့မမရတာဒါမှမဟုတ်ပမာစကားလည်းပြောတယ်လေစကားကြုံနှုတ်မရဘူးဆိုလုံပြီးသားဖြစ်သွားရင်လုံပြီးသားလို့လုံးပြင် ပြင်လို့မရအဲ့ဒါလုံပြီးသားကိုပြင်တယ်တို့တချို့က ပြင်းနေဆိုတာပြောတာမှားမိမှားပြီးတော့ပြောမိပါတယ်တောင်းမှပါတယ်မှားပြီးတော့လုပ်မိပါတယ်တောင်းမှပါတယ်ဆိုတာစိတ်ထဲမှာဒါအတွက်တုံ့နှွေးနှွေးဖြစ်နေတဲ့ဝိပတိတာရဇာအာဟုသူတွေရှေ့မတိုးအောင်ဟန်တာပေးခြင်းသာလည်းဖြစ်တယ်လုပ်ပြီးသားအာဟုသူကံကတော့ရှိနေတာပဲပျောက်သွားတာမဟုတ်ဘူးဒီသဘောသဘောပေါက်လာမှဖြစ်တယ်ပေါ့နော် ဩကတာဩကတာဆိုပြီးတော့နော်ကရုံဝင်ချသည်ဗျာဟာဒီဟာလေဒီအိဗယ်ပဲရှစ်ဆက်ပြီးတော့မတိုးအောင်လုပ်တဲ့သဘောတော့ပဲရှိပျောက်သွားတဲ့သဘောတော့မဟုတ်ဘူးအနုဘုဆိုရင်လူတွေဟာမကောင်းမှုကျွလွန်ပြီးတဲ့အခါတောင်းပန်လိုက်တာနဲ့အကုန်ပျောက်တယ်ဖြစ်လေတခြားဘာသာတွေမှာခံယူထားတယ်လို့ confession ဆိုတဲ့ဖြောင်းချက်ပေးလိုက်တာနဲ့တို့ကအားလုံး ခွင်လုံးချွတ်လွတ်စေလို့ရပါမရလားကံတရားမပြောနဲ့တရားဥပဒေမှာရောလူတတ်မှုတစ်ခုကျွလွန်ပြီးတော့အုံမားမိပါတယ်အလုံးတောင်းပန်ဝင်ချပါတယ်ဆိုတာနဲ့ရှားစိုးမှုကင်းကသူလွတ်နိုင်ပါမလားမလွတ်နိုင်ဘူးနော်လောကမှာတောင်လူဥပဒေမှာတောင်မလုပ်ဘူးဆိုတော့သဘာဝကပေးတဲ့ဥပဒေဘယ်လိုလုပ်လို့အေးလွတ်နိုင်တဲ့ဤတလန်းကတော့ဘာလို့ဆဲ အကျိုးပေးရခန္ဓာမရှိတော့ဘူးဆိုရင်တော့ဒါဖြင့်အကျိုးပေးရမဲ့ခန္ဓာကိုဘာကိုဖယ်ရှားခြင်းဖြင့်လွတ်အောင်လုပ်လို့ရတော့ဆိုရင်ကိလေသာတွေကိုဆက်ဖြတ်ကိလေသာတွေကိုဖယ်ရှားလိုက်လို့ရှင်ထိုကိလေသာနဲ့ပေါင်းမှကံတရားအကျိုးပေးလို့ရတယ်ဆိုပါစို့မျိုးစိတ်လေးတစ်ခုဟာသူသူကြည့်ထားလို့ရှင်အပင်မပေါက်ဘူးသူကမြေနဲ့ရေနဲ့တွေ့တဲ့အခါမှာအပင်ပေါက်တာ မြေကြီးရဲ့အကူကြီးရမှတပင်မျိုးစေ့လေးကပင်ပေါ့အဲ့ဒါလိုပဲကံဆိုတာကိလေသာနဲ့ပေါင်းရမှဂျူပေးလို့ရနော်ကိလေသာနဲ့ပေါင်းအဲ့ဒီသဘောကိုပဋိစ္စသမုပ္ပါဒ်မှာလည်းဟောတာရှိအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဆိုတဲ့အပိုက်လေးကိုကြည့်အဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံ